ဒီလူငယ်တွေအနေနဲ့ဘယ်လို skills တွေဘယ်လိုကျွမ်းကျင်မှုတွေကိုလေ့လာသင်ယူသင့်တယ်ဒါလေးကိုဆရာပြောပြပါပါဒီခေတ်ထဲမှာအပြိုင်ဆိုင်ရင်အလွန်များတယ်တမီးရဲ့အပြိုင်ဆိုင်ရင်အလွန်များတော့ကိုကျွမ်းကျင်တဲ့ဘာသာရပ်တစ်ခုတည်းကျွမ်းကျင်တယ်လို့မရဘူးတခြားကျွမ်းကျင်မှုလည်းရှိမှဘဝကအောင်မြင်မှုကိုရနိုင်မယ်တခါဆရာတို့ရဲ့လူမှုအဖွဲ့အစည်းရဲ့မှာလဲ digital CYG ကြီးက နေ့စဉ်နေ့စဉ်ပြောင်းလဲတိုးတက်ပြီးတော့ area ကြီးကကျေလာတယ်ဒီကျေတော့စီးဝိုင်းလည်းအသားကျဖို့လိုတယ်အလုံးရှင်တွေကလည်းဘာသာရဆိုင်ရာကျွမ်းကျင်မှုတစ်ခုတည်းကိုကြည့်ရတာမဟုတ်ဘူးကိုယ်ရည်ကိုယ်သွေးရောရှိရလားဒါတွေကိုလည်းဆရာတို့ကြည့်ကြပါတယ်ရောင်းလို့ဆရာကလူငယ်တွေအတွက်ကောမိဘတွေအတွက်ရောမိဘတွေလည်းလည်းကိုယ်သားနဲ့သမီးတို့ပြုစုပျိုးထောင်တဲ့အခါမှာဘယ်လိုကျွမ်းကျင်မှုတွေဘယ်လို skills တွေ ုသားသမီးမှာရှိရမလဲเนาะဒါလေးကိုဆရာမြောက်ဦးနဲ့ပြောသွားမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါဆရာအဲ့တော့ပထမဦးဆုံးပြောမယ်ဒီမှာဆရာခေါင်းစဉ်၅ခုနဲ့ပြောပါမယ်ပထမဦးဆုံးခေါင်းစဉ်နံပါတ်၁ကတော့လူငယ်တွေမှာ digital ကျွမ်းကျင်မှု digital skills ရှိရပါမယ်အဲ့တော့ digital skills ဆိုတာဘာလဲလို့ပြောလို့ရှိရင်ဆရာတို့ online ပေါ်မှာ application တွေကိုဆရာတို့တုံးတက်ရမယ်ဥပမာ ဆရာတို့ Zoom application တို့ Microsoft Teams တို့ဒါတွေကတစ်ဖက်နဲ့တစ်ဖက်နဲ့တနိုင်ငံနဲ့တနိုင်ငံတနေရာနဲ့တနေရာ online ကနေစကားတွေပြောလို့ရတာစာတွေသင်လို့ရတာအစည်းအဝေးတွေလုပ်လို့ရတာအဲ့ဒီဟာတွေဆရာတို့ကျွမ်းကျင်မှုလိုတယ် social media တွေကျွမ်းကျင်ရမယ်ဒါတို့ခုခေတ်လူငယ်တွေကတိတ်တောင်ပြောနေရမလို့အောင်ကျွမ်းကျင်ကြပါတယ်နော် online platform တွေတုံးတက်ရမယ် online platform ဆိုတာ online ကနေဆရာတို့ဘာသာတွေသင်ယူလို့ရတယ် အဲ့ဒီဘာသာရတွေကို online platform တွေသုံးပြီးတော့ဘယ်လိုသင်ယူမလဲဒါတွေဆရာတို့ကျွမ်းကျင်ဖို့ဆရာတို့လိုပါတယ်ဒါတွေကတော့လူငယ်တွေတော်ကျွမ်းကျင်ကြတယ်ဒါပေမဲ့လည်းတစ်ချိန်တည်းမှာလူငယ်တွေနဲ့ online လုံခြုံရေးကိုလည်းကျွမ်းကျင်ဖို့လိုတယ် online လုံခြုံရေးကိုကိုမကျွမ်းကျင်တဲ့ဘူးလို့ဆိုရင်ကိုယ့်ရဲ့ account ကိုတခြားသူက hack လုပ်တာခံရမယ် တနည်းအားဖြင့်ဆိုရင်ကိုယ့်အကောင့်ကိုသူများလူကဖောက်ထွင်းယူသွားတာပေါ့နော်ဒါမျိုးတွေခံရနိုင်တယ်။ဒါကြောင့်မို့လုံခြုံရေးကိုလည်းပဲဆရာတို့ကနားလည်ဖို့လိုတယ်။ခုခေတ်က AI ဖြစ်ကြီးဖြစ်နေပြီလေ။ AI တွေကိုလည်းဆရာတို့အသုံးချတာရမယ်။အဲ့တော့နာမည်ကြီးနေရတော့အခုချိန်မှာတော့ ChatGPT တို့ DeepSeek တို့နာမည်ကြီးနေတာပေါ့နော်။ဒါပေမဲ့လည်းပဲဒီလိုအလားတူ AI တွေလည်း online ပေါ်မှာရှိပါတယ်။ဥပမာ Google ပေါ့ဆရာတို့ဟိုတော့ဆိုရင်အချက်လိုက်တစ်ခုဆိုင် Google ခောက်တာပဲလေ Google ကနေ Gemini ဆိုတာဆရာတို့ထုတ်ထားပါတယ်ဟုတ်ကဲ့ပါရှင်အခု Windows ပေါ့နော် Microsoft ကလည်းနောက်ဆုံးထွက်လာတဲ့ software က Microsoft 365ပါအဲ့ဒီမှာဆိုရင်လည်းပဲဒီ ChatGPT နဲ့ပေါင်းပြီးတော့သူက Copilot ဆိုတာထည့်လာပါတယ်အဲ့ဒီ Copilot လေးကကိုယ့်ကိုစာတောင်းရိုက်ရင်တော့မှသူကဘေးကကူညီပြီးတော့ AI စက်တိုင်ကူညီသွားမယ်ဆိုတော့အဲ့ဒါလေးတွေကိုဆရာတို့ကလေ့လာသင့်ပါတယ်နောက်တစ်ခုကတော့လူငယ်တွေနဲ့လည်းအရေးကြီးတာကတော့ ဒီ coding တွေ programming တွေကိုလည်းလေ့လာသင်ပါတယ်အဲ့တော့နိုင်ငံခြားကျောင်းတွေမှာဆိုရင်တော့ coding တွေကို17တန်း17တန်းလောက်ဆိုရင်စသင်နေပြီအဲ့တော့ coding သင်တော့ဘာလုပ်ရမှာလဲဆရာ coding သင်ပြီးတော့ကျွန်တော်တို့က software တွေရေးစားရမှာလားမဟုတ်ပါဘူး coding ကိုရေးတဲ့အခါမှာဆရာတို့ကဒီ English လို logic လို့ခေါ်တဲ့စဉ်းစားတွေးခေါ်တဲ့နည်းတွေပါလာပါတယ် အဲ့တော့ကိုရင်ကိုရေးခြင်းအပြင်ကိုဆုံးဖြတ်ချက်တွေချတဲ့အခါမှာစဉ်းစားတွေးခေါ်တာတွေပိုကောင်းလာနိုင်ပါတယ်အဲ့တော့ဘယ်လိုကိုရင်နေသုံးရမလဲဆိုရင်ဥပမာ JavaScript တွေရေးတာအောင်သုံးမယ် Python တွေရေးတာအောင်သုံးမယ်ဒါတွေကလည်းဆရာတို့က online မှာဆရာတို့သင်လို့ရပါတယ်အဲ့တော့သင်လို့ရတဲ့ online ပေါ်က address တွေကိုလည်းနော်ဆရာကဒီမှာထည့်ပြီးတော့ဝေမျှထားပါတယ် နောက်တစ်ချက်ကတော့ digital skill နဲ့ပတ်သက်လို့ရှိရင်အချက်လက်တွေရလာတဲ့အခါမှာအဲ့ဒီအချက်လက်တွေကိုစမ်းစစ်တတ်ရမယ်ဆုံးဖြတ်တတ်ရမယ်အဲ့ဒီအချက်လက်တွေသုံးပြီးတော့ဆုံးဖြတ်ရတဲ့ချားတဲ့အခါမှာသုံးတတ်ရမယ်နမူနာပြောပါဆရာလို့ပြောလို့ရှိရင်ဥပမာပေါ့နော်ရန်ကုန်မြို့ရဲ့အပူချိန်ဟာနော်ဒီဧပြီလတည်းကိုရောက်လာတဲ့အခါမှာ ှစ်တုန်းကအပူချိန်ဘယ်လောက်ရှိသလဲတခါပြီးခဲ့တဲ့အနှစ်မှာအပူချိန်ဘယ်လောက်ရှိသလဲစသဖြင့်10နှစ်လောက်အပူချိန်ကိုပြန်ကြည့်လိုက်ရင်အပူချိန်ကတိုးနေတာလားအပူချိန်ဟာညော့နေတာလားအပူချိန်ဘယ်လိုပြောင်းလဲလဲဆိုတာကိုကိုကစဉ်းစားလို့ရတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဟာအပူချိန်ကတိုးနေတယ်ဆိုဒီနေ့လည်းထပ်တိုးမှာပဲဒီအပူချိန်တိုးတဲ့ဓာန်ကိုတို့ဘယ်လိုခံကြမလဲအေးတဲ့ဒေသမှာသွားနေပါလား ။အဲဒါမှမဟုတ်ဒီပူဒံကိုခတ်နိုင်အောင်ဘာတွေပြင်ဆင်ထားမလဲ။စသဖြင့်ဒီလိုအချက်လက်တွေကိုစမ်းစစ်ပြီးတော့သုံးဖြတ်ချက်ချတဲ့နေရာမှာသုံးတတ်အောင်လေလူငယ်တွေကိုကိုကိုလေ့ကျင့်ပြုစု ပြောထောင်ဖို့လိုပါတယ်သမီး။ဟုတ်ကဲ့ပါဆရာ။အဲ့တော့နောက်ခေါင်းစဉ်ကြီးတစ်ခုကတော့ဘာလဲလို့ပြောရင်ကိုရီကိုသွေးပေါ့နော်။အင်္ဂလိပ်လိုပြောရင်တော့ soft skills လို့ခေါ်ပါတယ်။နော်အဲ့ soft skills တွေကလည်းလူငယ်တွေမှာ ရှိဖို့လိုတယ်။ဘယ်လို soft skills တွေလဲလို့ပြောလို့ရှိရင် စဉ်းစားတွေးခေါ်တတ်ဖို့လိုတယ်လူတိုင်းလူတိုင်းအခက်ခဲနဲ့တွေးရတာပဲအခက်ခဲတွေနဲ့တွေးလာလို့ရှိရင်မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်အောင်စဉ်းစားတွေးခေါ်တတ်အောင်လေ့ကျင့်ထားဖို့လိုပါတယ်ဒီအချက်ကသိရေးကြီးပါတယ်နော်လူတိုင်းအခက်ခဲနဲ့တွေးရမှာပဲဒါကိုလေ့ကျင့်မထားရင်အခက်ခဲနဲ့တွေးတဲ့အခါမှာမှန်မှန်ကန်ကန်မဆုံးဖြတ်နိုင်တော့ဘူးဆုံးဖြတ်ချက်တွေမှာကုန်ပါလိမ့်မယ် အင်္ဂလိပ်လိုပြောတတ်ဆိုတတ်ရေးတတ်အောင်လေ့ကျင့်ရပါလိမ့်မယ်။ကိုကဝန္ဒနာမာလို့ဂျပန်စကားသင်တယ်ဆိုတော့ကောင်းပါလေ။အချမ်းပါပါဒါပေမဲ့လို့အင်္ဂလိပ်ဘာသာစကားကတော့ယနေ့ထိကမ္ဘာပေါ်မှာအသုံးဝင်ဆုံးဘာသာစကားတစ်ခုဖြစ်နေပါလေ။အင်္ဂလိပ်စကားမပြောတဲ့နိုင်ငံတွေတော့အင်္ဂလိပ်စကားပြောတတ်အောင်လေ့ကျင့်နေကြပါလေ။ရောင်းအင်္ဂလိပ်စကားကိုပြောတတ်ဆိုတတ်အောင်ရေးတတ်အောင်ဆရာတို့လူငယ်တွေကိုလေ့ကျင့်စေချင်ပါတယ်။ အင်းနေစကားဆိုတာဟာအမှုပညာဖြစ်ပါတယ်။ဘာလို့ဆိုရလဲလို့ပြောရင်အမှုပညာဆိုတာတမီးတရက်ထက်သင်လို့ရလား။ဘယ်ရမှာလဲ။အမှုပညာဆိုတာနေတိုင်းနေတိုင်းစိတ်ပါဝင်စားစွာပြုစုပြိုးထောင်လေ့ကျင့်နေမှာအမှုပညာဆိုတာတော်လာတာ။အင်းနေစကားလည်းဒီတိုင်းပဲနေစဉ်လေ့ကျင့်နေဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့လူမှုပတ်ဝန်းကျင်ကြီးကမာကြီးကအမြဲပြောင်းလဲနေပါလေ။ပြောင်းလဲနေတဲ့ကမာကြီးနဲ့အတူတူ လိုက်ရောညီထွေပြောင်းလဲတတ်အောင်မိမိကိုမိမိပြုစုပြောထောင်ပါလိမ့်မယ်ပြောင်းလဲခြင်းတွေဖြစ်လာတဲ့အခါမှာအပြစ်တွေတင်နေမဲ့အစားဘယ်လိုလိုက်ရောညီထွေအောင်ပြောင်းလဲမလဲဒီလိုလိုက်ရောညီထွေအောင်ပြောင်းလဲတတ်ဖို့ကိုယ့်ကိုယ်ကိုပြုစုပြောထောင်ပါလိမ့်မယ်အခက်အခဲတွေကိုကြံ့ကြံ့ခံနိုင်အောင်သူမိပြတန်းတော်ရုံတွေမြင်မှုမှာပေါ့ပြတန်းတော်ရုံကပြစ်ချလိုက်တယ်ပြန်ထောင်တာပဲဒီလိုပဲအခက်အခဲနဲ့ဂျုံတိုင်းဂျုံတိုင်း လဲနေတာကိုပြန်ထနိုင်အောင်ကြံ့ကြံ့ခံနိုင်အောင်ကိုကုကိုပြုစုပြောထောင်ပါလိမ့်မယ်နောက်ဆုံးအချက်ကတော့နှလုံးသားအည်သွေးတွေကောင်းအောင်အင်္ဂလိပ်လိုတော့ EQ လို့ခေါ်ပါတယ်ဒါကောင်းအောင်လေ့ကျင့်ရပါလိမ့်မယ်ဆရာတို့အောင်မြင်သူတွေကိုစမ်းစစ်လေ့လာလိုက်တဲ့အခါမှာ20နဲ့900ခိုင်နှုန်းကပဲဉာဏ်ကောင်းတဲ့လူတွေဘွဲတွေအများကြီးရထားရလူတွေဖြစ်ပါတယ် 85ရာခင်နှုန်းကတော့တို့ကဘွဲတွေအများကြီးရထားတဲ့သူတွေမဟုတ်ပါဘူး။ဘာဖြစ်လို့အောင်မြင်တာလဲလို့ကြည့်လိုက်တဲ့အခါမှာတို့ရဲ့နှလုံးသားအရေးသွေးကောင်းလို့ပါ။နှလုံးသားအရေးသွေးနဲ့ပတ်သက်ရင်လည်းသမီးနဲ့လည်းဆရာပြောခဲ့ဘူးတာတွေရှိပါတယ်နော်။ဆရာပြောထားတာတွေလည်း YouTube တွေမှာနော် TikTok တွေမှာ online တွေပေါ်မှာရှိပါတယ်။နှလုံးသားအရေးသွေးကောင်းအောင်ကိုကိုကိုပြုစုပြောထောင်ဖို့လိုအပ်ပါတယ်။ ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ဆရာကဒီလူငယ်တွေပေါ့နော်လေးလာတဲ့ net skills နဲ့ပတ်သက်ပြီးတော့ဒါအချက်နှစ်ချက်ကတော့ဒီတစ်ပတ်မှာတော့ဆရာကမျှဝေပေးသွားပြီဆိုတော့နောက်တစ်ပတ်မှာလည်းဒီဆက်လက်ပြီးတော့ကြံရှိတဲ့အပိုင်းကိုဆက်လက်ပြီးတော့ဆရာမျှဝေပေးသွားပါအောင်ရှင်ဟုတ်ပါပြီ